ပိုလီမှာခြေစွမ်းပြနေလေကုနဏသမားတွမ်ပီနေကအတင်းဟောင်းမန်ယူမှာလက်ရှိခြေစွမ်းညွန်ပိုင်ဆိုင်ခဲ့တာဟာမန်ယူနီးပြတွေကသူ့ကိုကစားခိုင်းတဲ့ပုံစံမှားရခဲ့တာကြောင့်ဖြစ်တယ်လို့ပြောကြခဲ့ပါတယ်တွမ်ပီနေဟာမန်ယူအသင်းအတွက်255ဝက်အထိကစားပေးခဲ့သူဖြစ်ပြီးမော်ရင်ဟိုဆိုရှာတန်ဟန်ဆာတဲ့နီးပြတွေလက်အောက်မှာကစားခဲ့သူလည်းဖြစ်ပါတယ်တွမ်ပီနေဟာမန်ယူအသင်းမှာ255ဝက်အထိကစားခဲ့ပေမဲ့သွင်းကို26ဂိုးအထိသာသိမ်းယူနိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့ကာလမှာနာပိုလီပြောင်းရွှေ့ ခြင်းပေါင်း26သန်းနဲ့ရရှိလာခဲ့တဲ့တွမ်ဘီနီဟာနာပိုလီအတွက်26ပဲကစားပြီး9ဂိုးအထိသွင်းယူပစ်ထားနိုင်လို့မယ်ယူနီပြရီကသူ့ကိုကစားခဲ့တဲ့ပုံစံမှားရခဲ့တယ်လို့တွမ်ဘီနီကပြောကြားခဲ့တာဖြစ်ပါတယ်။တွမ်ဘီနီဟာမယ်ယူအသင်းမှာခန်းစစ်အသားပေး9ဂိုးသမားအဖြစ်ကစားခဲ့ရပြီးနာပိုလီအသင်းမှာတော့နီးပြကွန်တီကတွမ်ဘီနီကိုဘောက်တူပေါင်း9ဂိုးသမားအဖြစ်အသုံးပြုနေလို့ခြေစွမ်းပြနိုင်တာဖြစ်တယ်လို့သိရပါတယ်ရှင်။